ခင်လေးစားပါသောမိဘပြည်သူညီကိုမောင်မများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်တေးသင်ရှင်တက္ကသိုလ်လက်လက်ဟာဆိုရင်တော့ရုပ်ရှင်ဇဝင်တခြင်းနဲ့ဂီတလောကတွေကိုစတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်1995ခုနှစ်မှာရေဒီယိုတေးသင်ရှင်အခိုင်အမာစတင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်ဂီတတန်နှစ်40ဆိုတာတမီးရဲ့အန်ဒီယာတက္ကသိုလ်ရောက်တာ1993လောက်မှာရောက်တယ်85လောက်ကြာတော့ရေဒီယိုဆိုတော့ဖြစ်ပြီတမီးရဲ့ ဟိုဖြစ်တယ်ဆိုတော့စ조사အထုံးမှုကတော့ငငယ်လေးတည်းဆိုခဲ့တာဒါပေမဲ့တကယ်တမ်းအန်ဒီလက်တပြားတွေရပြီးမောင်လူကျော်တို့အချစ်ဆုံးမှုပြပြခြင်းပါတယ်။နောက်မောင်ကိုချစ်ဖို့မခွာလာပါနဲ့။စစ်တီမောင်တွေ့တေးလက်ဆောင်နှစ်စီမလေးချစ်ပုံမြင်ဆိုပြီးတော့တပြားလေးတွေရလာတဲ့ခါကျတော့ရေဒီယိုဆိုတော့ခိုင်ခိုင်မာမာဖြစ်တဲ့နှင်းလို့ပြောလို့ရပါတယ်။အဲ့ဒီနှစ်ကနေပြီးတော့အခု2015ကိုတွက်လိုက်တော့အတရာနှစ်40တောင်ကြာခဲ့တဲ့ဆိုတော့တရားတော်ကိုကိုကို တတ်မှတ်မိတာပေါ့နော်ဒီ live show ပွဲမှာပါဝင်ရတဲ့အကြောင်းရင်းကတော့ဟိုကျွန်တော်မှ producer ကဟိုတက်ကတော့လဲလဲအမေလဲရဲ့တခြင်းတွေကိုအရင်ပဲ crazy ဖြစ်ခဲ့တာပေါ့နော်အမေလဲနဲ့စုံတဲ့ခါမှာအမေလဲရဲ့တခြင်းတွေကိုအရင်သူမျက်နှာခဲ့တဲ့အတွက်သူပွဲလေးစီစဉ်ပေးတာပေါ့နော်ပွဲလေးစီစဉ်ပြီးတော့ဒီနေ့ကထူးထူးခြားခြားအမေလဲရဲ့ဂီတတက်တန်းနှစ်40ပြည့်နဲ့လဲတိုက်ဆိုင်နေတော့ပွဲလေးကမထင်မှာပဲဆုံးဖြတ်သွားတာပေါ့ဒီဘက်မှာအမေလဲကဟိုကျွန်တော်မှလုပ်တယ်ဆိုတော့ဟိုမိုးထက်လေးလဲပြည်တော်မြောက်ပေးရင်ဟိုတခြင်းဝင်ဆူခိုင်းတာပေါ့နော် ။ဒါပေမဲ့မေလဲသင်းတွေကမင်္ဂလေးသင်းတော်တော်များများဖြစ်နေတဲ့အတွက်ကြောင့်မိုးထက်ကမိုးထက်ကိုဂီတလောကရောက်အောင်တွန်းအပ်ပေးခဲ့တဲ့သင်းလေးတွေပေါ့နော်။ဒီနေ့သိနေဆန်ရောက်ချစ်ဆွေတွေရဲ့သင်းလေးတွေကိုပါဝင်ပြီးတော့တည်ဆို့သွားမှာပါ။ပြပသူများရှင်ယခုချိန်မှာဆိုရင်တော့တီးတန့်ရှင်တက္ကသိုလ်လေးလေးရဲ့ဂီတ200ဆိုရင်လည်း၄၀ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။တီးတန့်ရှင်တက္ကသိုလ်လေးလေးရဲ့ ဂီတတက်တန်းနှစ်40ပြည့်အထိမ်းအမှန်နေနဲ့ဇူလိုင်လ4ရက်နေ့မှာဆိုရင်တော့အမျိုးသားကားဆက်ယုံမှာတက်ကတူလဲလဲရဲ့နှစ်40ပြည့်အထိမ်းအမှန်တီဂီတဖျော်ဖြေပွဲနဲ့လက်ဆင့်ကမ်းအမွေမိုးထမ်းမြင့်ချစ်သောဂန္ဓဝေဂီတပညာရှင်ကြီးများရဲ့တေးသချင်းများပွဲအတွက်အကျိုးသချင်းတိုက်ပွဲပဲဖြစ်ပါတယ်ပိုင်းနေတဲ့တခြင်းသုံးပုတ်ဆိုပါမယ်။တခြင်းလေးရဲ့နာမည်လေးကဒီအနီလေးလေးရဲ့တခြင်းလေးနှစ်ပုတ်ကတော့ ခဏလေးမှခဏလေးရဲ့အရှုံးပေးလိုက်မယ်ချစ်လို့ရပေါ့နော်နောက်တစ်ပုတ်ကကြတော့မောင်လေးမိုးထက်မြင့်တဲ့အတူမောင်ရွှေရိုးနဲ့ချစ်စပယ်ဆိုတာလေးကိုဆုံးမဲဆိုပါမယ်ဒီပါပီသူများရှင်ယခုဂီတဖျော်ပြပွဲမှာဆိုရင်တော့တေးသန့်ရှင်အမျိုးသမီးများအနေနဲ့ဟေမာနေဝင်ကော်နီချန်ချန်စိုးပြေတစဉ်ပန်းဤဖြူတေးသန့်ရှင်တက္ကသိုလ်လက်လက်ကိုတိုင်းအမျိုးသမီးစုစုပေါင်း6ယောက်ပါဝင်มาပဲဖြစ်ပါတယ်။အဒီကတော့ မူခေါင်းစဉ်ကတက်သူလဲလဲနှစ်လေးစေဆိုအနည်းလေး10ဗုဒ္ဓဆိုရတယ်သမီးရယ်10ဗုဒ္ဓတိုက်ထားတယ်တိုးတော်လဲ limit ရှိတာဗောနော်အချိန်ဆိုတာအများလဲပါတဲ့တွေ10ပုတ်လောက်လဲဖြစ်သွားနိုင်တယ်ဗောနော်သူတည်းလဲများရင်များသွားနိုင်တယ်အန်ဒီပို့ပြီးတော့တိုက်ထားပါတယ်အချင်းလဲများတော့ဥမဟိမာလီရယ်ကော်နီရယ်ချမ်းချမ်းရယ်စုပြည့်ရယ်ပိုင်းလီရယ်တယောက်3ဗုဒ္ဓဆိုလဲ15ဗုဒ္ဓကလဲပါပါပြီအဲ့ဒါလေးတွေလဲအန်ဒီ hit sound လေးတမြင်ပေးတာမောင်ငုံချစ်ဖို့မူဖလာပါတယ်ဆိုရင်စုပြည့်တဲ့စဉ်လေးဆိုတဲ့အသက်သက်နေလို့တစ္ဆာဆိုမယ်ဆိုရင် မဟိမာလေးဆိုတဲ့ချမ်းချမ်းလေးရကြတော့တစ်စက္ကန့်လေးရဆယ်ပုံတော့အဲ့လိုမျိုးလေးတွေပေါ့နော်သူခွဲဆိုကြတယ်မကော်နီလေးကမုံလူကျော်အတမီပိုင်းဖြူလေးဆိုရင်အရှုံးပေးလိုက်မယ်ချစ်လို့အဲ့လိုချင်းမျိုးလေးတိုက်တလေးတွေသူယူဆကြတဲ့ခါမှလည်းအဲ့အတန်ဆိုခဲ့တော့ကလိုပဲသူတို့အတန်လေးနဲ့သူတို့ဆိုချစ်စရာကောင်းအောင်ဆိုကြတယ်။ပိုင်းဟိုဟာ အန်တီကပြောထားတာလုံခဲ့တဲ့တလားလောက်တည်းရဆိုတော့လေအဲ့ကလေးကတချင်းလေးကိုချက်ထားပါတယ်ပထမတော့ဒီမောင်ရွှေဦးနဲ့ချစ်စပယ်ကိုဒီချိတ်နဲ့ပဲရိုးရိုးပဲစို့မလို့ပေါ့နော်ဒါပေမဲ့ဟိုဒါရိုက်တာဦးမျိုးမင်းပေါ့နော်ဦးမျိုးကနေပြီးတော့ဟိုတချင်းမှာအဲ့လို performance လေးလည်းထည့်မယ်တဲ့အငိမ့်အမင်းသမီးဝတ်စုံလေးဝတ်ပေးပါပေါ့နော်မောင်လေးမိုးထက်မြင့်လဲလို့လူရှင်တော်ဝတ်စုံပေါ့အဲ့လိုမျိုးဝတ်ရမယ်ဆိုတော့ဒီဘန်ကြီးအခုအငိမ့်အမင်းသမီးဝတ်စုံဒီဇိုင်နာကိုမျိုးမင်းဆိုးစီမှာပြောထားတယ်ပေါ့နော်တေချာလေးဝတ်ဖြစ်ပါမယ်ပြီးတော့ဟို ဒီဆိုပြီးတော့ကားမှာဆိုတော့လေအရန်ကြီးကားတာမျိုးတော့လည်းမဟုတ်ပါဘူးဟန်လောက်ကလေးပဲလုတ်ဖြစ်မှာပါဟုတ်အဲ့ဒီလဲတချင်းတွေကဘိုင်းကြိုက်တာတော်တော်များတယ်ဟိုပါပေါ့မောင်းဝင်ချစ်ဖို့မွေးဖွားလာပါတယ်ချစ်ဆုံးဖို့ပြပြချင်ပါတယ်နင်းစီမလေးချစ်ပုံမြင်မောင်းလူကျော်တော်တော်များတယ်ဟုတ်ခက်ခဲရတော့ရှိပါတယ်ခက်ခဲရှိတဲ့အကြောင်းရင်းတော့ဟိုဂီတတတန်းလဲနုတာလဲပါတယ်နောက်ကြတော့ဟိုဝိုင်းတပိုင်းရဲ့နောက်ပြီးတီးတဲ့ဒီဝိုင်းဟိုကောကောက်တာတော့အဘအကွန်းစောတော့တို့ကလည်းစီးစနစ်ကြတယ် ဟာပြီးတော့စီးနဲ့ဝါလဲကိုက်အောင်စုခိုင်းတဲ့အတွက်ကို့အနေနဲ့တော့အကောင်းဆုံးစူးစမ်းပြီးတော့ဆိုတာပေါ့နော်ခက်ခဲပါတယ်။ဟိုအပါတနေ့တိုင်းတန်ရဲ့တခြင်းကိုကျွန်တော်ငါးပုတ်ရွေးချယ်ထားပါတယ်။ဆန်းရချစ်ဆွေရဲ့တခြင်းကိုသုံးပုတ်ရွေးချယ်ထားပါတယ်။အမေလက်တခြင်းတွေကိုဟိုနိုင်ငံကျော်တေးတန်ရှင်တွေမတ်ဟိမာမကော်နီမချမ်းချမ်းမပိုင်းဖြူတို့နဲ့ကျွန်တော်တွေ့ဆုံဖို့စီစဉ်ထားပါတယ်။မနေ့ကစပြီးတိုက်ပါဒီနေ့နဲ့ဆိုနှစ်ရက်မြောက်ပါ။ချုပ်တင်ပြင်ဆင်မှုအနေနဲ့ကတော့ဟိုတလတလကွဲလောက်ချုပ်တင်ပြင်ဆင်ထားကြပါတယ်။ ပြပါသူများရှင်နှစ်40ပြည့်ဂီတပွဲတော်ကိုဆိုရင်တော့2015ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဆိုရင်တော့ညနေပိုင်းမှာအမျိုးသားကာဆက်ယုံမှာဖြိုပြသွားမှလည်းဖြစ်ပါတယ်။ဖြိုပြပွဲအတွက်လက်မှတ်များတော့ရတနာမြိုင်တေးတန်တွင်မန်းတီတေးတန်တွင်မှာဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။လက်မှတ်စည်းနှုန်းများကတော့3000 2000 1000နဲ့အပေါ်တက်ကတော့9000ပဲဖြစ်ပါတယ်။သမီးရဲ့ဟိုကအန်တီအစောဖြစ်ပုံလေးပြောမစင်အန်တီကရေဒီယိုသတင်းစဆိုတာမဟုတ်ဘူးရုပ်ရှင်သတင်းစဆိုရတာ အန်ဒီကြောက်ကြောက်နဲ့ဆိုခဲ့ရတာအဲ့တော့ရရှင်တခြင်းဆိုတာနမကြီးဆိုတော့ဒီဆိုကြရလေအမဦးမင်းအောင်တို့မမောင်ကြီးတို့ကျောင်းမမအေးတော်တည်တည်မြအိမ်ဝမ်းတည်တည်လှနော်ကိုသိန်းဝင်အဲ့လိုနမကြီးဆိုတော်ကြီးတွေဆိုတာအန်ဒီလေးကလွယ်လေးနဲ့တက္ကသိုလ်လေးလေးဆိုတာမဖြစ်သေးဘူးအန်ဒီကျောင်းသူလေးဘွားမှာအန်ဒီလေးကိုကုညီတဲ့အကူတက္ကသိုလ်ဟန်မြတ်မောဆိုတာသူတို့တွေကဆရာကြီးဦးစန်းလွင်အန်ဒီဝိဇာသိပ္ပံဒါရိုက်တာကြီးပေါ့နော်အဲ့ဘမခါကြီးကရုပ်ရှင်တွေရိုက်ရင်းနဲ့အဲအသက်ကြီးရဲ့အတန်ကောင်းတဲ့ တပီလေးကျတော့ရှာစမ်းမင်းတို့တွေလည်းအဖွဲ့ရှိတာဆိုတော့အလက်တန်လေးဆိုတာနားဆွင့်နေကြတယ်မောင်နှမလေးလုခင်တော့လေရုပ်ရှင်တခြင်းစဆိုဆိုပြီးတော့သူတို့ခေါ်သွားတယ်အတိအကမြင့်တင်ယူရုပ်ရှင်မြင့်တင်ယူလိုက်သွားတဲ့ခါမှာဂီတလူလင်ဥကုကူကအတန်ထဲတယ်ဘဘဘိုလီတင်အောင်စာသားရေးတယ်လောကကိုအလှဆင်ပြီဆိုရုပ်ရှင်ဇာကရဲ့ပဏာမဒီကိုစဆူရတာတမီးအဲ့တခြင်းလေးလေဒီအလက်အစီအစဉ်မှာအဖွင့်မှဒီထည့်ထားပါတယ်ဘဝစခဲ့တာဒီတခြင်းလေးပေါ့နော်တိုးတော်လေရုပ်ရှင်ကားဆိုတာကတမီးရိုက်ပြီးပြီးချင်း မပြတ်တတ်နိုင်သေးတော့အန်တီရေဒီယိုသင်းနေစဆုဆက်ဆုလိုက်ပြီပေါ့အဲ့မှာမောင်လူကျော်တခြင်းလေးမလာဘူးပြောရင်ငူလိုက်ရင်အဲ့တခြင်းလေးကအခုခေတ်နေစကားနဲ့ဆိုပေါက်သွားတယ်ပေါ့အဲ့တခြင်းလေးရဲ့အိုးအနီလေးနဲ့စီးကျုံမယ်နောက်အချစ်ဆုံးမှုပြပြချင်ပါလေအဲ့သုံးဘုတ်ကပြိတ္တကြားထဲမှာရောက်သွားတာဆဲလို့ရှာမှုကတော့အများကြီးပေါ့နော်ဘာလို့ဒီမထင်မှာပဲနဲ့ဒီလိုအမျိုးသားကစားရုံလိုမျိုးကြီးမှာဆိုရမှာဒါမျိုးကျတော့ကျွန်တော်ရဲ့ပထမဆုံးပွဲလို့ပြောလို့ရတာပေါ့အရင်ကတော့ကျွန်တော်ဟို ကိုဖို့ချက်ပွဲတွေမှာကျွန်တော်ပရိသတ်အတွေ့အကြုံလေးရအောင်လိုက်ဆိုဘူးတယ်သူလည်းကျွန်တော်ရဲ့ဟိုကျေးဇူးတွေရှိတာဗောနော်အဲ့လိုပွဲအတွေ့အကြုံလေးတွေညာဒီမှာကတော့အထောက်အကူပြုမယ်လို့ထင်ပါတယ်ဒါပေမဲ့အများကြီးဆေးလို့ရှာပါတယ်ဒီပွဲလေးကတော့ဟိုမြန်မာတန်စင်ချစ်တဲ့ဟိုတချစ်သူတွေအတွက်ဗောနော်အမေလဲတော့အပေါအကွန်းစော်တို့တချင်းတွေနောက်ကျတော့ဒုနေသိမ့်တန်ဟိုဆန်းညာဥချစ်ဆွေတို့ရဲ့တချင်းတွေကိုဟိုထက်တက်နိုင်တယ်လို့ပါနော်ကွန်ပျူတာအနေနဲ့အကောင်းဆုံးတည်ဆိုးသွားမှာပါလို့အဲကြောင့်အကြံပေးကြပါဝေဖန်ကြပါ ဟိုပြီးတော့တုံတင်ပြတတ်ကြပါလို့ဖြတ်ချင်ပါတယ် ပါပြီများရှင်ယခုဂီတဖျော်ဖြေပွဲမှာရရှိလာတဲ့ငွေများအစွန်းတော့လောက်ကင်ဒေတာမှာတန်ဝန်ထမ်းဆောင်နေကြတဲ့တက်မတော်သားများအတွက်လူရန်သွားမှလည်းဖြစ်ပါရဲ့ရှင်ပြပါပြီများရှင်ယခုရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့တက္ကသိုလ်လက်လက်ရဲ့1.40ပြည့်အထိမ့်မှတီဂီတဖျော်ဖြေပွဲနဲ့လက်ဆင့်ကမ်းအမွေမိုးထမြင့်ချစ်တော်ဂန္ဓဝင်ဂီတပညာရှင်ကြီးများရဲ့တေးသချင်းများပွဲအတွက်အကျိုးသချင်းတိုက်ချင်းကိုမိပါပြီသူများသိရှိနိုင်မှုကျွန်မ Sky နဲ့ update ဖွဲ့ကအကူတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒီ season ကိုကြည့်ရှုနေကြတဲ့မိပါပြီသူညီ ကိုမောင်မောင်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။